senior junior ဆိုတာတွေကဒီလိုပဲလေတချို့လည်းပြဿနာတွေရှိသလိုမျိုးတချို့ကလည်းပြဿနာမဖြစ်ဘဲနဲ့အေးဆေးဆေးချစ်ချစ်ခင်ခင်နေကြတာရှိတယ်ကိုကဘယ်လိုပြောမလဲအရင်မမောက်မာရဘူးပေါ့နော်ခလိုကိုပညာပေးခြင်းအောင်နော်ဒီလိုမျိုးပဲကိုကလလင်မမာလေးနေရတာပေါ့တချို့ကြတော့လည်းရှိတယ်ဟိုအငယ်ပေမဲ့အကြီးတွေကိုသွားပြီးပခုံးချင်းရှင်တာမျိုးတွေတို့ဘာလို့ကြတော့လဲဒါအကြီးတွေကနည်းနည်းမျက်စိစပွဲမွေးဆူးတာတွေပါရှိတတ်တာပေါ့လေနော်ဆိုတော့ကိုကလည်းနေတတ်ရတာပေါ့လေ Miss Grana ဟိုတနေ့က National Costume နဲ့ရတယ်လေ အဲ့ဒီကလေးကနေပြီးတော့ဒိုင်လုတ်တယ်။မနေ့ကလည်းဟိုတနေ့ကလည်းလာဒီနေ့လည်းလာပေါ့နော်။ကျွန်တော်က Miss Grand ကိုတခါမှမတက်ဘူး။ဒီနှစ်မှကျွန်တော်တက်တာ။ဟိုဟာဒီ Mirror Sign တော့လေ Organizer နဲ့ကလည်းကျွန်တော်တို့ကအရင်တည်းကခင်တာကြာပြီးတော့အနည်း20ကျော်ပြီပေါ့။အဲ့တော့အရင်တည်းကခင်တာအရင်တော့ဆိုလို့ရှိရင် အဲ့ဒီအဲ့ဒီ miss ဘွဲတွေမှာလည်းတို့ကျွန်တော်တို့မြင်ကျင်းနာအထိသွားပြီးတော့အဝတ်စားတွေလိုက်ပြီးတော့ sponsor ပေးလို့လိုက်ဝေးရတာလည်းရှိတယ်အဲ့တော့ကတော့ miss universe တင်တယ်မြင်ကျင်းနာပေါ့အဲ့ဒီဘွဲတွေခဏအမြင်နှစ်တိုင်းနှီးပါလို့ပဲကျွန်တော်ကျွန်တော် sponsor ပေးဖြစ်တဲ့နှစ်တွေပေါ့လေအဲ့ဒါဆိုလိုက်ဝေးပေးရတယ်ဘယ်လိုပြောတာလဲအဲ့ဒါမြို့တွင်း city လား city အေး city ဘွဲပေါ့နော်အဲ့ဒီမှာမြင်ကျင်းနာကိုကျွန်တော် sponsor ပေးဖြစ်တယ်လုပ်ပေးဖြစ်တယ်လိုက်ဝေးတယ်ပြောစရာကြီးကလေးမလေးတွေအကုန်လုံးကချစ်စရာလေးတွေပါနော်အဓိကကတော့ဟိုဘယ်လိုပြောမလဲ ဟိုလေအရက်ကလေးမြင်နေတာတော့ပို့ပြီးတော့တပန်းတာတာပေါ့လေဒါကဘယ်ဘသူမဆိုပေါ့အဲ့တော့ဘသူဝင်းနာဖြစ်တယ်ဟိုဘယ်အဲခြိုက်ပါတယ်အကုန်လုံးခြိုက်ပါတယ်ဒါကတော့ဒိုင်နေရဲ့ဆုံးဖြတ်ချက်ပေါ်မူတည်တာပေါ့လေနော် မျက်လုံးနဲ့မျက်မှန်းတမ်းမိတာတွေရှိတယ်။နာမည်လေးတွေတချို့မသိဘူးပေါ့နော်။အဲ့ဒါမျိုးလေးပေါ့။အကုန်လုံးကတော့ချစ်စရာကောင်းမှာအလုံးကတော့စူးစမ်းကြတာပဲလေနော်။အောင်မြင်နေတဲ့သူတွေအောင်မြင်နေတယ်ရေမဟုတ်ပေါ့လေဘယ်သူမဆိုပေါ့ဘယ်လိုင်းမှမဆိုဒီလိုပဲအခက်အခဲတွေနဲ့ကြုံတွေ့ရတာတွေလည်းရှိတာပဲပေါ့နော်ဒါကတော့ဒီလိုပဲပေါ့ကိုယ်အလုတ်အလုတ်ဆလုတ်ကလေးရနေပြီးတော့ယနေ့ထက်တိုင်အထိမှအခက်အခဲတွေရှိတော့မှဒီထက်ခဲတွေကိုအောင်မြင်အောင်ကြော်လွှားနိုင်တော့မှဒါလင်ဒါအောင်မြင်တဲ့လူတယောက်ဖြစ်နေရာတရာနေရာတနေရာမှာပေါ့ရက်တည်နိုင်တယ်ဒါကတော့ထုံးစံပဲ ေါ့နော်အကုန်လုံးကတော့လေတယောက်နဲ့တယောက်က harmony ဖြစ်မှာပေါ့နော်ကျွန်တော်တို့ကចောင်းចောင်းစာတင်တုန်းကလည်းចောင်းစာအလေးရပေါ့ဒီလိုပဲဆရာဆရာမတွေချစ်အောင်နေရမယ်ဆရာဆရာမတွေဘယ်လိုပြောမလဲ light တီးပေါ့အဲ့ဒါမျိုးပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့စကားတွေလည်းရှိတယ်နော်ချစ်တော့ပစုမွေဆွဲကြိုးစားမျိုးပေါ့နော်ဒါကဇနိခင်းနဲ့တော့ကိုင်းချင်မှာကိုင်းမှာပေါ့လေနော်ဇနိခင်းက online ခေတ်ဆိုတော့တချို့ကတချို့မိဘတွေဆိုရင်လည်းကိုသားသမီးကိုအရန်ဖူးဖူးမှုတ်ထားကြတော့ဟိုဘယ်သူမှမစု ပြောဆိုပြောတာတွေမခံနိုင်ကြဘူးအပြောတော့မခံနိုင်ထိတာတို့တာကြိုက်တာလည်းမခံနိုင်ကြတော့ဘိုင်းမမပွဲတွေဖြစ်နေတာလည်းအများကြီးရှိတယ်လေနော်ဆိုတော့ဒါဒီလိုပါပဲသူခနဲ့သူသူအလျောက်ကတော့အများတန်းတော့ပြောင်းလဲနေတာနော်အခုပေါ့ senior junior ဆိုတာတွေကဒီလိုပဲလေတချို့လည်းပြဿနာတွေရှိသလိုမျိုးတချို့ကလည်းပြဿနာမဖြစ်ဘဲနဲ့အေးဆေးဆေးချစ်ချစ်ခင်ခင်နေကြတာရှိတယ်အဲဘယ်လိုပြောမလဲကျွန်တော်တို့ခေတ်တုန်းကကျတော့ကျွန်တော်တို့ရဲ့ senior junior ဆိုတာကကိုယ့်ရဲ့ဒီဆရာအရင်ဆရာတယောက်တည်းရဲ့ တပည့်အချင်းချင်းမဟုတ်ဘဲနဲ့တခြားဆရာတွေတခြားတပည့်တွေနဲ့ဖြစ်ကြတာတွေရှိတယ်ပေါ့ဒါတွေကအမျိုးဆုံးကျွန်တော်တို့ဘယ်လိုပြောမလဲကြားနေတာအကြောင်းအကြောင်းဆိုလဲဒီလိုပဲလေကြောင်ကြောင်ချင်းဖိုက်ကြတာတွေရှိတယ်လေဒါမျိုးပေါ့အဲ့လိုမျိုးတွေရှိကြပါတယ်ကိုကဘယ်လိုပြောမလဲအရင်မမောက်မာရဘူးပေါ့နော်ခလူကိုပညာပေးခြင်းအောင်နော်ဒီလိုမျိုးပဲကိုကလေလေမမာလေးနေရတာပေါ့တချို့ကြတော့လည်းရှိတယ်ဟိုအငယ်ပေမဲ့အကြီးတွေကိုသွားပြီးပခုံးချင်းရှင်တာမျိုးတွေတို့ဘာလို့ကြတော့လဲဒါအကြီးတွေကနည်းနည်းမျက်စိစပွဲမွေးဆူးတာတွေပါရှိတတ်တာ เนาะဆိုတော့ကိုကလည်းနေတတ်ရတာပေါ့လေဟုတ် လိမ်မာတာပေါ့လိမ်မာပါအခုရတိလည်းလိမ်မာပါတယ်နော်လူကြီးတွေနဲ့လည်းလိမ်မာသလိုကလေးတွေနဲ့လည်းလိမ်မာတာပေါ့အဲ့ဒါမှအတားလေသူပြောမလဲဟိုစံပြတရားပေါ့ခေါင်းဆောင်ကောက်တရားဖြစ်တယ်လို့မျိုးနောက်လိုက်ကောင်းတရားလည်းကိုကဖြစ်အောင်နေရပါတယ်ဒီဇိုင်နာလောကမှာလည်းရှိတာပဲတချို့ဘယ်လိုပြောမလဲအခုရန်ခင်နေကြတဲ့သူတွေဆိုလို့ရှိရင်လည်းအရင်တော့ဆိုလို့ရှိရင်ကိုဆက်ဆက်အောင်ဆုံးချင်းမှာမခင်ကြတဲ့ဦးကတော့ဘယ်လိုပြောမလဲတရားနဲ့တရားကတော့ကစားလေးတွေအဲဘလို့အမြင်မကြည်တာလေးတွေရှိကြတာပေါ့လေနောက်ပိုင်းကျတော့ရှင်းရှင်းလင်းလင်းတွေပေါင်းကြတယ်သွားကြတယ်ခီးတွေသွားကြတယ်ဆိုတော့ဒါ ါကိုယ့်အကြောင်းတယောက်အကြောင်းတယောက်ကတိသွားတယ်နားလည်သွားတယ်ဆိုလို့ရှိရင်တော့ဒါကဘသူမဆိုပေါ့နော်ခင်သွားကြရင်အပြစ်မမြင်ကြတော့ပါဘူးမခင်ရင်သာအပြစ်မြင်ကြတော့ပါနော်။ तू ကငါ့ကိုဘလို့ချိုးချိုးတာလဲလို့သိတယ်မလားဘလို့ကြည်တာလဲလို့ကြည်တာအစားလေမခင်ဘူးဆိုရင်တမျိုးတွေဖြစ်တတ်ကြတာပေါ့အဓိကကတော့ခင်မင်ရင်းနှီးမှုရှိရမယ်အရင်ဆုံးရင်းနှီးမှုကိုတိဆောက်ရမ เนาะဘယ်ဘယ်နေရာမှာမဆိုဘူးအဲ့တော့မှဒါလင်းအဲဘယ်လိုပြောမလဲစီနီယာပဲဖြစ်ဖြစ်ဂျူနီယာပဲဖြစ်ဖြစ်ကိုယ်ချစ်ကြမယ်ခင်ကြမယ်လက်တွဲခေါ်ကြမယ်ကိုယ်ကလည်းဘယ်လိုပြောမလဲပေါ်တော်တော်နေရတာပေါ့တိလားပေါ်ပေမဲ့လည်းအဲချစ်ကြောက်ယူတည်ပေါ့ဒီလိုပဲပေါ့เนาะကျွန်တော်ကကြာတော့ခလေးတွေကိုမေးကြည့်လို့ရတယ်ကျွန်တော်ကြောက်တယ်ဆိုမကြိုက် ကျွန်တော်ဥချထားတယ်လေကျွန်တော်ဥစားတွေပေးနေတယ်ကျွန်တော်အတွက်တည်းလုပ်နေတယ်ကျွန်တော်မချိုက်ဘူးဟဲ့နင်တို့ပေါ့ပေါ့ပါပါပဲနေပုံမဲ့လေးနေတယ်ကျွတ်တွန်းတချို့နေရလာတဲ့ကလေးတွေရှိတယ်အိမ်မှာပဲနေကြမယ်ဆိုပထမဆုံးလာရင်လူကြီးသူတို့ရဲ့လူကြီးမိဘတွေကလည်းတင်ပေးလိုက်တာပေါ့လေဆရာသမားကဘယ်လိုဆက်ဆံရမလဲဘယ်လိုလုပ်ပေးရမလဲဘာညာပေါ့ဒီလိုမျိုးတွေရှိကြရတာပေါ့ဒါပေမဲ့ကျွန်တော်စီရောက်လာရင်သူတို့ကအဲ့လိုတွေဖြစ်နေကြောက်နေတယ်လို့ပြုတ်နေတယ်လို့ဆိုကျွန်တော်မကြိုက်ဘူးအဓိကကကိုယ့်ကြောက်တယ်ဆိုလို့ရှိရင်သူတို့က ဟိုဘယ်လိုပြောမလဲခိုးပြီးတော့လောက်ရမယ်အကြောင်းအရာတွေရှိမယ်မပွင့်လင်းကြတာတွေရှိမယ်အဲ့ဒါမျိုးတွေရှိမှာပေါ့ဆိုတော့ကျွန်တော်ကတော့ပုံမှန်လင်းလင်းပဲပေါင်းစေခြင်းနဲ့ပုံမှန်လင်းလင်းပဲပေါင်းတယ်ဆိုတော့နောက်ပိုင်းကျတော့ကလေးတွေကမချိန်မကြောက်တော့ဘူးမချိန်တော့ဘူးဒါပေမဲ့ကိုစုလိုက်ရင်တော့လေသူတို့ဝှက်သွားတာမျိုးပေါ့လေဒါမျိုးပေါ့အဓိကကတော့သူတို့လိမ်မာတာလည်းပါပါတယ်ကျွန်တော်ကအဲ့လိုပဲကြိုက်တယ်ဟင်းနဲ့သမင်းတွေချက်လို့ကျွန်တော်ဦးစားပေးတာတွေအဲ့ဒါမျိုးတွေမကြိုက်ဘူးဒီလိုပဲရှိတာတွေစားမယ်အတူတူပေါ့တပေါင်းနဲ့တစည်းတဲ့လောက်ကြတယ်စားကြတယ်တွားကြတယ်အဲ့လိုမျိုးပေါ့နော်ကိုကလည်းရင်းရင်းနှီးနှီးပေါင်းရတာ เนาะကလေးတွေပုံမလေးလေးနေရတယ်နောက် ပြီးတော့ဟိုကျွန်တော်ကအပြင်ကိုမတွေ့ဘူးလေတခြားတပည့်တွေတခြားကလေးတွေမသိဘူးပေါ့ကျွန်တော်ကတပည့်တွေပဲပေါ့လေကျွန်တော်တပည့်တွေကျွန်တော်တပည့်တွေမှာတော့မရှိပါဘူးဆရာကိုရန်ကလည်းတပည့်တွေပေါ်မှာပေါ့เนาะဟိုဘယ်လိုပြောမလဲဟိုလေ ိုတာရနာတယ်ပေါ့နော်။ तू ကတော့ဖြင့်ချမ်းသာလို့ तू ကတော့ဖြင့်မရှိလို့အဲ့လိုမျိုးတွေပေါ့မထားဘူး။ဒီဒါရီကကျွန်တော်ပြောမှာမဟုတ်ပါဘူး။အကုန်လုံးကတည်တည်သားပဲလေနော်။ဒီလိုမျိုးပေါ့အားလုံးမှာဒန်းတို့ညီတို့ဆက်ဆံနိုင်ရမယ်။သူတို့ကကလေးတွေပေါ်မှာကျွန်တော်တို့ကဒန်းတို့ညီမြအတာတို့ညီမြဆက်ဆံနိုင်တယ်ဆိုလို့ရှိရင်အော်ကလေးတွေကလည်းကိုယ့်ကိုယုံကြည်တယ်လေးစားတယ်အရာရာလည်းပုံမှန်လေးလေးရှိမယ်နောက်တစ်ခုကကျတော့အဲကိုပြုစုပြောင်းထောင်လိုက်တယ်ကိုလက်ကထွက်သွားတယ်ကလေးတွေပေါ့နော်သူတို့ကအောင်မြင်တဲ့လမ်းကြောင်းပေါ်ရောက်သွားပြီကိုထက် အလုပ်တွေလုပ်ရမယ်ကိုထက်တာတဲ့ကလေးတွေအများကြီးရှိတာပဲပေါ့နော်ဆိုတော့ကိုထက်တာသွားပြီးတော့မှကိုထက်အလုပ်တွေလုပ်နေရမယ်ပေါ့လေအဲ့လိုကလေးတွေမျိုးကိုလေကိုကလို့ပြောမလဲဟုတ်လေအရင်တိုင်းပဲဆက်ဆံနိုင်ရမှာပေါ့နော် तू 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 မှာအလုပ်ရှိလို့ तू ကတော့ဖြစ်ငါတက်တာသွားပြီးတော့ငါအဲ့လိုမျိုးကြီးပုတ်နေတာမျိုးတွေလေနော် तू လမ်းကြောင်းမမှန်အောင်ကိုကနောက်ကနေပြီးတော့လိုက်ဖြတ်တာမျိုးတွေအဲ့လိုမျိုးတွေတော့မလုပ်သင့်ဘူးဟိုအဲ့လိုစိတ်လည်းမရှိရဘူးပေါ့နော်ကျွန်တော်မှာတော့မရှိဘူး ကလေးတွေအောင်မြင်နေတယ်ဆိုကျင့်တယ်သူတို့မအောင်မြင်အောင်မြင်အောင်လို့ကိုကျွန်တော်ကတွန်းပို့ပေးတာဘာလို့ဆိုတော့ကိုယ့်ရဲ့တပည့်လေကိုယ့်ရဲ့တပည့်ကကိုယ့်ထက်သာနေမှာကိုကိုရိုင်းကလည်းဟိုဘယ်လိုပြောမလဲဆရာကောင်းဖြစ်မယ်နောက်ပြီးတော့ကျွန်တော်အနေနဲ့လည်းပို့ပြီးဂုံရှိတယ်လို့မျိုးကျွန်တော်အလုပ်မှလည်းပို့ပြီးတော့တိုးတက်တယ်ဘာလို့ဆိုတော့ဒီဆိုအောင်စီကနေပြီးတော့မွေးလှုပ်လိုက်တဲ့တပည့်တွေကအောင်မြင်နေကြပါလားဆိုတာမျိုးပေါ့နော်ဆိုတော့ငါလည်းသူ့စီသွားမယ်ငါသားသမီးလည်းသူ့စီလွတ်မယ်ဒါမျိုးကတော့အဲ့ဒါကိုကျွန်တော်ကြိုက်တယ် မာကြီးကအဓိကပေါ့နော်ပြီးသွားတော့ကျွန်တော်မှာအတိုင်းဝိုင်းနေရှိတယ်မာကြီးနော်ဥမာမမြင့်စုတို့မလတ်တို့အန်တီပေါက်တို့ပေါ့နော်အန်တီပေါက်ကတော့ကျွန်တော်အပေါ်မှာအဓိကတုံအောင်ပေးတယ်ကျွန်တော်စိတ်သက်ကြနေမယ်ဆိုလို့ရှိရင်မြင့်ပေးတယ်ဒါမျိုးပေါ့အန်တီပေါက်တွေကကြတော့ကျွန်တော်မောင်နှမလို့မောင်နှမလို့ချစ်ချစ်ခင်ခင်နဲ့ကိုယ့်ရဲ့စိုးရာတွေရောမကောင်းတာတွေရောကောင်းတာတွေရောအကုန်လုံးဖွင့်ပြောဖြစ်တယ်တိုင်ပင်ဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်ဒီဒီဇိုင်နာလို့လုပ်တာကလည်းပြောခဲ့ပြီးပါပြီဒါအန်တီပေါက်ရဲ့တုံအားပေးကြအောင်ပဲကျွန်တော်ဖြစ်လာတာ ယ်ဆိုတော့ဒါ antibody ကအဓိကပါเนาะပြီးသွားရင်အဲတခြားမိုင်းစမ်းဘက်မှာဆိုလို့ရှိရင် make up ကိုမာတို့ဥဆိုးတို့အမေလင်းတို့အများကြီးပဲရှိတယ်တကယ်ဟိုဥမာဆုံးပါသွားတဲ့ anti point တို့ပေါ့เนาะဒါလူကြီးလူကောင်းတွေကြီးပဲကျွန်တော်တို့ကပေါင်းသင်းခဲ့ရတာပြီးသွားတော့မှသူတို့ရဲ့ဆေးရဆရာတွေပေါ့เนาะဥမာအမေဇော်ပေါ့ခင်ဇော်ဝင်းကိုကျွန်တော်ကမမိလိုက်ပြင်မယ်ခင်ဇော်ဝင်းကဘလို့ဘလို့ဆိုတာတွေကိုသူ့သားသမီးတွေဖြစ်တဲ့သူတွေအကုန်လုံးပြောပြနေတော့ကျွန်တော်တို့ကလည်းနားလဲတယ်ဥမာဥခင်သေးဆိုလို့ရှိရင်လည်းဆုံးသွားပြီပေါ့သူတို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့เนี่ยမိသားစုလိုပဲ လပွန်တတိနေခဲ့ကြတာပေါ့နော်ဒီလိုတွေပါပဲကျွန်တော်တို့မှာကမိတ်ဆွေကောင်းတွေဆရာသမားကောင်းတွေဥပမာမမီဆန်တို့နော်မမီဆန်ဆိုတာမိုင်ဆန်တို့ရဲ့ဆရာပေါ့သူတို့တွေနဲ့ကအများကြီးချင်းနေပြီးတော့ဆိုတော့သူတို့ကတုံတင်ဆုံးမတာရှိမယ်ပြီးသွားလို့ရှိရင်ဟိုဘယ်လိုပြောမလဲမတ်ထတ်တို့ပေါ့နော်မတ်ထတ်မတ်ထတ်တဲ့အရင်ဆိုမမျိုးမမျိုးတို့မာဤထုံးမွန်းတို့ရှိမယ်ပြီးသွားတော့အဲအန်တီမာအန်တီမာဆိုတာအဝဲပေါ့အဝဲတို့အမိသားစုတစုလုံးနဲ့လဲကျွန်တော်တို့နေရဒီလိုမျိုးနေတော့အားလုံးကကျွန်တော် လိမ္မာရေးကြရှိအောင်တုံ့တင်ပေးကြရတယ်เนาะဆုံးမကြရတယ်ဆိုတော့မိသားစုလိုပဲနေခဲ့တာဆိုတော့အဲကျွန်တော်လည်းလိမ္မာတာပေါ့အများကြီးရမ်းပဲဖြစ်နေအောင်ပါပဲဒါအရင်တော့ကလည်းရှိခဲ့သလိုအခုလည်းရှိသလိုနောက်လည်းဖြစ်နေကြမှာပဲပေါ့เนาะဒါကဒီလိုပါပဲတယောက်နဲ့တယောက်ကဘယ်လိုပြောမလဲအမြင်ကြီးကြီးလင်းလင်းလေးမထားနိုင်ဘူးဆိုလို့ရှိရင်တော့အများနဲ့ဖြစ်ကြမှာပေါ့เนาะအဓိကကဘယ်လိုလဲဆိုရင်ကိုတယောက်နဲ့တယောက်ကဖေးမရမယ်အဲမောင်နှမလိုမျိုးနေရမယ်ဆရာသမားဆရာသမားကတော့အဆင်ပြေတယ် เนาะเอ่อตะเป้ตะเป้จีนนี่อัจฉินๆนี่ဆိုဆိုလို့ရှင်ဒါမောင်နှမလိုမျိုးလုတ်ဖို့ကန်ဘက်လိုမျိုးပေါ့เนาะအချင်းချင်းလေးတွေအဲ့လိုနေနိုင်မယ်ဆိုလို့ရှင်တော့ဒီလိုပုတ်တိုက်မှုတွေကတော့နေတာပါပဲ